မိွာပြီမိွာပြီတောက်လျှောက်တောက်လျှောက်ကိုမိတာရရွေးဘယ်ဟူပြေးမှာလဲဘယ်ဟူပြေးမှာလဲဘယ်ရောက်ပါလိမ့်လဲအော်ရဲဟိုမှာဘယ်ဟူပြေးမှာလဲကိုလူရဲ့ကိုလူဘယ်ဟူပြေးချင်တာလဲဘယ်ဟူပြေးချင်တာလဲကိုလူဘယ်ဟူပြေးချင်တာလဲလို့အမဖေသာစတုန်းအဲ့ရရှော့ဟာရရှော့ွားပြီဟာ Hello bro တို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Kan ပါဒီနေ့မှာတော့ကျွန်တော်က Blow Through ဆော့มาပဲဖြစ်ပါတယ်။ Blow Through က update အစ်စ်လဲလာပြီးပြီးတော့အသီးတွေကလဲ reward တွေလာပြီးပေါ့နော်။ အဲ့အဲ့ထဲမှာကျွန်တော်ကဘာလုပ်မှာလဲဆိုတော့ကျွန်တော် eagle fruit ကို စားကြည့်မှာဖြစ်ပါတယ်အာဒါအစတော့ကတော့ falcon fruit ပေါ့နော်အခုကတော့ eagle fruit ဖြစ်သွားပြီဗျာအာဒါမဲ့ကျွန်တော် stats တွေကတော့ကျွန်တော်က swag ကိုပဲတင်ထားဆိုတော့အသီးကိုတင်ဖို့အတွက်က ferment ကတော့အရင်ဖန်းအောင်မယ်ပေါ့နော် okay ဘာဖြစ်ကျွန်တော်တို့စားကြည့်လိုက်မယ်ဗျာအာယောအတောင်ပံကြီးကမိုက်လာ ਈ လားအတောင်ပံကပုံစံကြီးကတော်တော်ပြောင်းလဲသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အရင်တော့ကနေမတူတော့ဘူးဗျာပုံစံက okay အာယောဒါ m1 လား ဟုတ်တယ် M1 ပါလာကြီးကတော့မိုက်တယ်လို့ပြောလို့ရတယ်ဗောနော်တခြား Blade Flu လို့ပါလို့ပဲ M1 လည်းပါလာပြီဆိုတော့မစိုးပါဘူး Okay အာလောလောဆယ်ကျွန်တော်တို့ Fragment နေပါတယ်အရင်ဆုံး fan ကြရအောင် Okay ကျောဒီမှာ Fragment fan mode ကတော့ Nico စံပိုင်းရှိတယ်ပြီးတော့ဒီမှာ Aura ဆိုတဲ့ Bro တယောက်ရှိတယ်ဗောနော်သူကတော့ဗုဒ္ဓ user ဗျာအာဒီမှာ Nico စံပိုင်းကတော့ဝယ်ပေးနေတာဗောနော်ကျွန်တော်တို့ raid လုပ်มาပဲဖြစ်ပါတယ်အာ Fragment ကတော့လိုတယ်ဗျာကျွန်တော် stats တွေကိုပြန်ပြီးတော့ပြောင်းဖို့အတွက်ဗောနော် โอเคဒီမှာဗုဒ္ဓကြီးလည်းပါတယ်ဆိုတော့ raid လောက်ရတာလွယ်မယ်လို့ထင်ပါတယ် let's go ကျွန်တော်တို့တီးကြမယ် okay ကိုလူဆွဲလိုက်ရအောင်ကျွန်တော်တို့ဒီမှာ raid လို့ဖို့အတွက်ကတော့ရောက်နေပြီပေါ့နော် okay ဒီမှာ npc တွေကိုကျွန်တော်တို့ share ကြီးကျုံးပေးပါမယ်ဖြစ်ပါတယ်အေးစလာတဲ့ကငါရေထဲပြုတ်ကြသွားတယ်ကံကောင်းလို့ okay အားရနီကိုဆန်ပိုင်းက gravity flu နဲ့တင်တယ်အာကျော်လဲ gravity flu တော့စားပြကျင်တာဗျာဒါပေမဲ့ကျွန်တော်မှမရှိဘူးဆိုတော့ အာဒီရှိရဲ့ဖေကွန်ကိုပဲကျွန်တော်စားလိုက်တာဗောနော်ဖေကွန်တော့မဟုတ် eagle eagle โอเคအာဒီကောင်တွေကိုတီးပေးရမယ်တီးပေးရမယ်နီကိုဆမ်မိုင်းက gravity fruit နဲ့ကြမ်းနေရဗောနော်အာရဲ့ဒီကောင်ဒီကောင်ငါ့ကိုဂျောင်းလာပိတ်နေတယ်ဂျောင်းလာပိတ်နေတယ်ရဲ့နှစ်ကောင်တော့မင်းတို့မင်းတို့ကရဲ့ငါ့ကိုခုန်နေတာ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 ကောင်လေးတွေကโอเคအာတော်တော်ရှင်းသွားပြီကုံသွားပြီလားမသိဘူးမကုံသေးဘူးထင်တယ် အော်ရပြီးွားပြီးွားပြီးโอเคကျောင်းဒီမှာ Iceland 1ကတော့ရှင်းလင်းွားပြီးပေါ့နော်โอเคကျောင်းဆက်ပြီးတော့သွားကြမယ် let's go a few moments later ပြီးတော့မယ်ပြီးတော့မယ်ဒီမှာပြီးကန်နေကြမှာတိုင်ပတ်နဲ့ဒီတကောင်နေနဲ့ကိုတိုင်ပတ်နဲ့အဲ့ကောင်ဘယ်တွေကိုပြေးနေတာလဲဘယ်တွေကိုပြေးနေတာလဲငါကောင်ရဲ့အော်ရတကောင်နေမဟုတ်ဘူးကနှစ်ကောင်ကြံတာထင်တယ်အော်ရတကောင်မဲကြံတော့တာဟုတ်တယ်တကောင်မဲကြံတော့တာအိုးရအဲ့တကောင် YD ကြအဲ့ချော်ရဲရောက်သွားပြီအောင်ချော်ရဲရောက်သွားပြီ ်ချော်ရည်တဲထီလိုက်တီးမယ်ရောက်ချော်ရည်တဲကစင်းလို့တော့မရဘူးကွာသွေးကိုင်းသွားလိမ့်မယ်ဒီကောင်တကောင်မဲကြံတော့ပါဆိုတော့ကျွန်တော်တို့နိုင်တော့ပါပြီဒီ rate ကတော့ဘယ်ရောက်သွားလဲဟာဩရဟိုမမကောင်လေးကကောင်လေးကဘယ်ဒီပြေးနေရတော့ဘယ်ဒီပြေးနေဘယ်ဒီပြေးနေရလဲဘယ်ဒီပြေးနေရလဲတီးကြကိုလူတို့တီးကြအေးရှော့သွားပြီဟာโอเคကျွန်တော်ဖရမတ်တောင်းအောင်ရလိုက်တယ်ဗောနော်အာမစိုးပါဘူးအခုကျွန်တော်ဖရမတ်ကလည်းများသွားပြီဆိုတော့ကျွန်တော် stats တွေပါလေအရင်ဆုံးသွားပြီးတော့ပြင်ကြပါမယ် let's go โอเคကိုလိုကျောဒီမှာ stats တွေပါလေလာပြီးတော့ပြင်တာပေါ့เนาะဒီမှာ Nico စံပိုင်းလည်းပါတယ်ဗျာโอเคကျောဒီမှာ stats တွေပါလေ change လိုက်မယ်အာโอเค2005ပေးလိုက်ရတယ်ပေါ့เนาะ Ferman ကတော့โอเค stats change မယ်ဆိုတော့2600โอเคအာရေမှားသွားပြီရောက်ရေးငါ level က2600မဟုတ်သေးဘူးဟာအာကျော blow through မှာနည်းနည်းလိုသွားတယ်ပေါ့เนาะ stats တင်တာက ရပါလေဒါပြက်တနာတော့မရှိဘူးဗျာနည်းနည်းပဲလိုတာဆိုတော့ okay အာကျွန်တော်သွားကြမယ် let's go okay guys ခုကတော့ကျွန်တော် eagle fruit ကို level သွားပြီးတော့ fan มาဖြစ်ပါတယ်အာကျွန်တော်ဒီ floating tartar မှာပဲ fan လိုက်မယ်ဗောနော် okay ဒီကောင်ကိုတက်လိုက်ရင်ကျွန်တော် level တော်တော်လေးတက်သွားလိမ့်မယ်ဗျာ okay shot 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 လက်သီးနဲ့လက်သီးနဲ့ထိုးအောင်လက်လွန်သွားပြီးအောင်လက်လွန်သွားလို့မရဘူးလက်လွန်သွားလို့မရဘူးကျွန်တော်တို့နည်းနည်း shot ရမယ် okay ဒီလောက်ဆိုရပြီ အဲ level ကတော့တော်တော်လေးကိုတက်သွားမယ်လို့ထင်တယ်ဘယ်လောက်ထိတက်သွားမလဲတော့မသိဘူးအော်ရကျွန်တော်တို့အာ level ကတော်တော်လေးကိုတက်သွားတယ်ဗောနော်အာဘယ်လောက်ထိတက်လဲဆို48လောက်ထိကိုတက်သွားတယ်ဗျာအဲ့ဒါကြီးကမစိုးဘူးကျန်းတယ်လို့ပြောလို့ရတယ် okay အာကျွန်တော် skill ကတော့နှစ်ခုပွင့်သွားပြီဗောနော်ကျွန်တော်တို့ z skill နဲ့ a skill နဲ့နှစ်ခုပွင့်သွားပါပြီ okay ကျွန်တော်တို့အာတခြား skills တွေလည်းထပ်ပြီးတော့ပွင့်အောင်လို့နည်းနည်းဖန်အောင်မယ်ဗောနော် okay ဒီမှာအာလက်လုံအားပြန်ပြီးရအောင်အဲ့လက်လုံအားတိုင်းရတော်တော်ဆိုးတယ် okay ကျွန်တော်ဆက်ပြီးတော့ဖမ်းမယ်ပေါ့နော်အာကျွန်တော်ဖမ်းနေတဲ့ချိန်မှာ brother တို့ကိုလည်းတစ်ခູ່လောက်ကျွန်တော်ပြောပြခြင်းနဲ့အဲ့ဒါကတော့မြန်မာနိုင်ငံမှာ robust တွေကိုဈေးနှုန်းချိုတာစွာနဲ့ရောင်းချပေးနေတဲ့အားမဲ့ short အကြောင်းပဲဖြစ်ပါတယ်အားမဲ့မှာဆိုလို့ရှိရင် gift လို့ရတဲ့ game pass တိုင်းကိုအတန်ဆုံးဈေးနှုန်းအနေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ robust ဈေးနှုန်းအနေနဲ့ဆိုရင်လည်း1 robust ကို25ကျပ်ပဲကြာမှာဆိုတော့အရန်ကိုတန်နေပါပြီ အပတ်စဉ် gateway အကျန်းစားကြီးတွေပေးနေပြီးတော့အခုဆိုရင်လည်း Dragon Permanent gateway ပေးဖို့အတွက်ရှိပါတယ်အဲ့ဒါကြောင့်အားမယ်ရဲ့ဒီ Telegram channel လေးကိုလည်း join ပြအောင်လို့ join နိုင်ကြဖို့အတွက်ကျွန်တော်ကပြောချင်ပါတယ်။ဘာဖြစ်ဖြစ် brother တို့မဝယ်ပြင်တော့မှပါဝင်ကန်ဆယ်လို့ရတာပေါ့ဗျာ။ဒီမှာ fan ရတာတော့နည်းနည်းကြာတယ်လို့ပြောလို့ရတယ်ဗျာ။ဒီအကောင်တွေကအာ flu က level တက်လာလေနည်းနည်းပို့ပြီးတော့ level တက်ဖို့ကကြာလာလေပဲပေါ့နော်။အာဒါမဲ့ကျွန်တော် fan လက်စားနေဆိုတော့ဒီမှာပဲဆက်ပြီးတော့ fan နေရဗျာ။ အာဒီ feather stone ဆိုတဲ့ဟာကြီးကမိုက်တယ်ဗျာတွေ့လားအလုံးကအာဘယ်လိုပြောရမလဲ feather stone ဆိုတဲ့အိဗေကငှက်မွေးမုံတိုင်းပေါ့နော် okay အာကျွန်တော် level ကတော့69ကိုရောက်သွားပြီဗျာစိုးတော့မစိုးပါဘူးအာပြီးတော့ဒီမှာ m1 လေးပါတဲ့အတွက်ကျွန်တော်ဖန်ရတာတော့တော်တော်လေးကိုအဆင်ပြေတယ်ဒီကောင်အာပြောရမယ်ဆိုရင်တော့မစိုးပါဘူးဒီ eagle fruit ကဗျာပြန်ပြင်ထားတာတော်တော်လေးကိုမိုက်သွားတယ်ဗောနော်အာ m1 နဲ့နေကျွန်တော်ကြိုက်တယ်ဗျာ okay အာ level 83တော့ရောက်သွားပြီ အာကျွန်တော်နောက်ထပ် skill တစ်ခုပွင့်ဖို့က level 80ကျမှပွင့်မှာလားတော့မသိဘူးအာဟုတ်တယ်ဟုတ်တယ်ဒီကောင်ကဘုံ crash ရ level 80ကျမှပွင့်မှာပေါ့နော် one eternity later ခဏခဏနဲ့ငါဒီနားမှာတကောင်းအောင်တွေးလိုက်တယ်လို့ပဲရောက်ပြီဘယ်ရောက်ပါလဲမသိဘူးအော်ရေဟိုမှာမှာတွေးပြီတွေးပြီအဲ့ဒါဓာကြီးကဘာလဲ creation fruit လားဘာရီယာကိုမှ reward လောက်ထားတဲ့ဟာနဲ့ထင်တယ်မိုက်တော့မိုက်တယ်ဗျပုံစံကြီးကတော့ဘယ်မှာလဲမသိဘူးရောက် user ရှိလောက်မယ်အော်ရေဒီမှာ ီမှာပဲရောဘာရီယာဖူရီကောင်းလာကြီးလားကာတာလားမသိဘူးအဲ့ဒါကြီးကအော်ယဘယ်ရောက်ွာအော်ယဒီမှာကောင်လေးကကောင်လေးကကောင်လေးကဘာလုံးလားမင်းကတီးပေးမယ်ရရငါ့ကိုတီးတယ်ဟာငါ့ကိုတီးတယ်ငါ့ကိုတီးတယ်ဆိုတော့ပြန်တီးပေးရမှာပေါ့မိွားပြီမိွားပြီမိွားပြီတောက်လျှောက်တောက်လျှောက်ကိုမိတာဟဲ့ဟာဘယ်ဟူပြေးမှာလဲဘယ်ဟူပြေးမှာလဲဘယ်ရောက်ပါလဲအော်ယဟိုမှာဘယ်ဟူပြေးမှာလဲကိုလူရဲ့ကိုလူဘယ်ဟူပြေးခြင်းတာလဲ ဘယ်ဟိုပြေးချင်တာလဲကိုလူဘယ်ဟိုပြေးချင်တာလဲလို့အမှဖေသာစတုန်းအဲ့ရရှော့ဟာရရှော့ဝါပြီကအာကျောတို့အာဘုံဒီ9000ကျော်တောင်ရလိုက်တယ်ဘုံဒီမဟုတ်ဘူးကအော်နာလားမသိဘူး nice okay ဒီမှာကျွန်တော်စကေးစီလာပြီးတော့စမ်းကြည့်ရပါဘောနော်ဒါကတော့ zest scale ပါ win best လားမသိဘူးအော် zest scale ကတော့မိုက်တယ်အာပြီးတော့ဒီ ace scale ကတော့ feather stone ပေါ့နော်ငှက်မွေးမုံတိုင်းပဲဖြစ်ပါတယ်ရဲ့ဘာကြီးတော့ line ကတော်တော်ကြာတယ် စကေးစီကိုစမ်းပြီးတော့တုံးပြမလို့ပါဆိုမှလာရလဲကြာနေရဒီမှာဒီမှာကျွန်တော်ဖန်တယောက်ကလည်းလာပြီးတော့ရှုပ်နေရပေါ့နော်အားကြောင့်သူ့ကိုခဏလောက်ဆောင်းခိုင်းထားလိုက်မယ်အာကျွန်တော်ဒီကောင်နဲ့စမ်းပြမယ်ဒီ NPC နဲ့ Okay Zeske တုံးကြည့်မယ် Zeske ကတော့အာကျွန်တော်တို့ရွှီဆိုပြီးတော့ပြစ်လိုက်တာပေါ့နော်အဟမ်းဒီကောင်ကတော့မိုက်တယ်အာပြီးတော့ Ace ကတော့ကျွန်တော်တို့ငှက်မွေးမုံတိုင်းပေါ့နော် Feather Stone Okay ဒီကောင်ကလည်းမိုက်တယ်ဗျာလုံးဝအာ effect တွေကလည်းလှရတယ်ပြီးတော့ damage လည်းရှိတယ်ပေါ့နော် အာဒါကတော့ C scale ပါ bone crusher လောကမြေကြီးနဲ့ဗျာစောင့်ချပလိုက်တာအာဒါကတော့နောက်ဆုံး V scale ပေါ့နော်အာဒီကောင်ကတော့တာမန်ပဲဒီတိုင်းပဲဘယ်လိုပြောရမလဲဖြတ်တန်းသွားတဲ့ပုံစံမျိုးကြီး Okay ကျွန်တော်ဒီ flight ဆိုတဲ့ဟာကတော့နောက်ဆုံး F scale ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ပြန်တဲ့နေရာမှာတုံးရတာဗျာအာဒါကတော့ရိုးရိုး M1 M1 နဲ့နေမိုက်နေပြီ Okay ကျွန်တော်အာ flight နဲ့ပြန်ပြမယ် โอเคอ่าเปลี่ยนလို့ရှင် तू อ่ะအဲ့လိုမျိုးဘယ်လိုပြောရလဲမီးရေလိုမျိုးထွက်သွားတယ်ဗျာပြီးတော့ပြန်ရတာတော်တော်လေးမိုက်တယ်အာစမှုလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီပြန်နေနေပဲအာ skills တွေကိုတုံးလို့ရတယ်ချလို့ရတယ်ဗောနော်တခြားလက်နက်တွေကိုပါတုံးလို့ရတယ်အဲ့ဒါကြီးကတော့ပို့ပြီးတော့မိုက်တယ်ဗျာအာโอเคအာကျော်ဒီလောက်ဆိုရင်တော့ eagle flu ကဘယ်လိုမျိုးလဲဆိုတာ brother တို့လည်းသိလောက်ပြီကျွန်တော်လည်းသိသွားပြီဗောနော်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။နောက်ရက်ကျရင်ကျွန်တော် fruit အစ်စ်ထပ်ပြီးတော့စားပြမယ်ဗျာ။အာ creation ဖြစ်ဖြစ်ပေါ့နော်။ โอเคအဲကျွန်တော်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ